မနေ့ကအတလက်တီကိုကိုချန်ပီယံလိမှာရီယယ်မက်ထရစ်က2-1ဆိုတဲ့ရလနဲ့နိုင်ရရှိခဲ့တယ်။အဲ့ဒါလို့နိုင်ရရှိခဲ့မှုမှာဆိုလို့ရှိရင်လည်းပွဲချိန်၄မိနစ်မှာလေရိုဒရီဂိုရဲ့ဂိုးနဲ့တူတူပဲရီယယ်မက်ထရစ်ကဦးဆောင်နိုင်ခဲ့တယ်။ကွဲပြီးမှလေရိုဒရီဂိုကမောင်းသမက်ဆူကိုရရှိခဲ့တယ်။တပွဲလုံးတိုင်းတော့မှာရိုဒရီဂိုနေနဲ့ဘောလုံးထိကြ80နဲ့မှ၄ချိန်အဲ့ဒါအပြင်ကိုဂိုးပေါက်တိုက်ကံချက်ကအဲ့ဒီတစ်ချိန်ပဲရှိခဲ့တာ။ဒါအပြင်ကိုရိုဒရီဂိုရဲ့တပွဲလုံးတိုင်းတာမှာ HG ဆိုတဲ့ကိုရနိုင်ချက်က0.17ပဲရှိတယ်။ ဆိုရူဒီဂိုနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရီယယ်မက်ထရစ်ပရိသတ်တင်အနေနဲ့ပြောဖို့တော့လာပြီလို့ထင်တယ်ရူဒီဂိုကိုပြီးခဲ့တဲ့အဲကာလာမှာဆိုလို့ရှိရင်ဘယ်လင်ငန်ကနေပြောမန်ရှင်လောက်ခဲ့တာရှိရဲ့ most underrated player who sacrificed the most space solomon အများဆုံးသောကစားသမား underrated အဖြစ်ဆုံးကစားသမားပဲ real metric ကလက်ရှိလောလောဆယ်တိုက်စစ်အကြောင်းကိုပြောကြမယ်ဆိုလို့ရှိရင်ဘယ်လင်ငန် venicius ဒါမှမဟုတ်လို့ရှိရင်လည်း mbappe ကို mention လုပ်ကြတယ်ဒါပေမဲ့ rodrigo ကတော့တကယ် underrated ဖြစ်နေသေးပဲဆို Rodrigo ရဲ့အကြောင်းကဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ကြရအောင် မင်းညာကပွဲမှာဆိုလို့ရှိရင်ရိုဒီโกရဲ့နေရာယူပုံဒါမှမဟုတ်လို့ရှိရင်လည်း Real Madrid ရဲ့ relationism ကတကယ်ကိုမှကောင်းမွန်ရဲ့လို့ပြောလို့ရလိမ့်မယ်။သူတို့ရဲ့ပုံစံအတိုင်းပဲစန်တာဘက်ကစားသမား၂ယောက်ရဲ့ဂျားထဲမှာတန်ပတ်တဲ့စန်တာဘက်ကစားသမား၂ယောက်ဂျားထဲမှာဘယ်တော့မှအထောက်တိုက်စမှုဆိုတာမရှိဘူး။မရှိတဲ့နေရာတစ်ခုမှာဆိုလို့ရှိရင် Vinicius ကဒါအပြင်ကို Mbappe ကတစ်ဖက်ချမ်းမှာရိမ့်နေတယ်ရိမ့်နေတဲ့အတွက်ကြောင့်မလို့တစ်ဖက်ချမ်းမှာ overload ဖြစ်သွားတယ် overload ဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီဘက်တစ်ချမ်းတိုင်းမှာဆိုလို့ရှိရင် Rodrigo ကတောင်းယူထားတယ်ညာချမ်းတစ်ဖက်တိုင်းမှာတောင်းယူထားတယ်အဲ့ဒီနေရာတစ်ခုမှာ Real Madrid ကညာချမ်းဘက်ကိုဘောလုံးပေးပို့လိုက်တဲ့အချိန်မှာ Valverde ဘောလုံးလက်ခံတယ် Valverde ဘောလုံးလက်ခံတဲ့အချိန်မှာဆိုလို့ရှိရင် Atletic ရဲ့ defense ကစားသမားနှစ်ယောက်ဖြစ်တဲ့ Lacazette နဲ့ Garland so Garland ဆိုလို့ရှိရင် fullback ကစားသမား fullback ကစားသမားကဒီလိုမျိုး1 vs 1နေထားပြီးတက်ထိမ့်မယ်ဆိုလို့ရှိရင် Lacazette အနေနဲ့ ဒီရဲ့အနီးနားအထိကိုကပ်ပေးလာရမှာဒါပေမဲ့သူတို့ရဲ့ shift flow နိုင်မှုကတော်တော်လေးကိုမှနှီးခဲ့တယ်လို့ပြောလို့ရလိမ့်မယ်လက်ကလက်နဲ့ဂါလန်နဲ့ဂျားထဲမှာဆိုလို့ရှိရင်အကွာဝေးက guide 20နဲ့အထက်မှာရှိတယ်တော်တော်လေးကိုမှကျယ်တဲ့ space ပဲအဲဒီ space ကိုကျွန်တော်တို့ Vivaldi ကခင်းပေးလိုက်တဲ့ချိန်မှာဆိုလို့ရှိရင်တော့ Venetius ကအဲဒီ space ကိုအကောင်းဆုံးသုံးချသွားခဲ့တယ်သူရဲ့ space ကိုအသုံးပြုတဲ့ဘောလုံးထိချက်3ချက်ထင်းတဲ့အတူတူပဲ ရီယယ်မတ်ထရစ်အတွက်ဥဆောင်ငိုးကိုတွင်းယူသွားနိုင်ခဲ့တယ်။ဆိုတော့သူ့ရဲ့ဘောလုံးထိကျ3ချက်သူ့ရဲ့ဘောလုံးထိကျ3ချက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ရီယယ်မတ်ထရစ်ကကစားဟန်ပုံဖော်ထားပုံကိုမြင်ရလိမ့်မယ်။ Space က Guide 20ကျော်တောင်กว่าတယ်။အဲ့20ကျော်กว่าတဲ့ Space တဲကို Velvety ကအကောင်းဆုံးသော pass ပေးပို့နိုင်ခဲ့တယ်။ဘောလုံးထိကျဒီမှာဆိုလို့ရှိရင်တစ်ချက်ဒါပြင်ကိုဘောလုံးထိကျနောက်ထပ်တစ်ချက်နှစ်ချက်နှစ်ချက်ရှိသွားတဲ့အချိန်မှာဆိုရင်သူစီမှာ option 3ခုရှိတယ်။ ဂိုးပေါက်ဘက်ကိုဆွဲပြေးမလားဒါမှမဟုတ်ရှင်တစ်ချက်အတွင်းထဲကိုခောက်မလားဒါမှမဟုတ်ရှင်အမ်ဘာဘရီစီကိုပေးမလားဒီအနေထားမှာဆိုလို့ရှင်တစ်ချက်အတွင်းထဲကိုခောက်တယ်ဘောလုံးထိချက်၃ချက်ထဲနဲ့အတူတူပဲကန်ချက်တစ်ချိန်ရှိသွားတဲ့အချိန်မှာဆိုလို့ရှိရင် Real Madrid အတွက်ဥဆောင်ကိုကိုတွင်းရင်သွားနိုင်ကြတယ်။ Okay ဒီရဲ့ goal မှာဆိုလို့ရှိရင်ဒီ ရိုဒီဂိုကန်လိုက်တဲ့ကန်ချက်က HD ကအလုံးပေါင်း0.16ရှိတယ်0.16ဆိုတဲ့ပမာဏကပြောရလို့ရှိရင်ဂိုးဝင်နိုင်ခြေ16ရာခိုင်နှုန်းပဲရှိတယ်လို့ဆိုလိုချင်တာအဲ့ဒီဂိုးဝင်နိုင်ခြေ16ရာခိုင်နှုန်းကို overperform ပြပြီးတော့မှဂိုးသွင်းသွားခဲ့တယ်ဆိုတဲ့သဘောပဲ ပိန်နရီဂေမာတော်မှာကိုဝင်နိုင်ခြေက80နဲ့မှ600ခိုင်နှုန်းတော့ရှိတာဆိုတော့တော်တော်လေးကိုမှကွာခြားလာတဲ့ပမာဏမျိုးပြောချင်တာကဒီလုံကဝင်ဖို့အတွက်လွယ်ကူဖို့ခက်တယ်ဆိုတော့သဘောမျိုးမှတက်ရောက်တယ်ဆိုတော့ဒီလိုပုံစံမျိုးနဲ့ပဲရိုဒရီဂိုကရီယယ်မက်ထရစ်အတွက်တပွဲလုံးတိုက်တာမှတလို့ရှိရင် performance အကောင်းဆုံးပြနိုင်ခဲ့တယ်သူရဲ့ performance တွေကျွန်တော်အများကြီးမြင်ခဲ့ရတယ်ဘယ်လင်ဂန်ပြောသလိုပဲတကယ်ကိုမှ underrated player ပဲ ရီယယ်မက်ထရစ်မှာတကယ်ကိုမှအရေးပါနေတဲ့ကစားသမားပဲဆိုရူရီဂိုကရီယယ်မက်ထရစ်စီကိုရောက်လာခဲ့မှုမှဆိုလို့ရှင်လဲတကယ်ကို underrated ဖြည်းဖြည်းလေးနဲ့အေးအေးလေးပဲရောက်လာခဲ့တာပဲရီယယ်မက်ထရစ်အနေနဲ့နေမာကိုဆုံးရှုံးပြီးရဲ့နောက်ပိုင်းကာလလေးမှာဆိုလို့ရှင်ရင်ဒီဘရာဇီးလ်ပတ်ချံကမာကတ်ကိုတော်တော်လေးကိုမှတယောက်မှုရှိခဲ့တယ်တော်တော်လေးကိုမှအာယုံဆိုင်ခဲ့တယ်အာယုံဆိုင်ခဲ့နေတာတကူမှရီယယ်မက်ထရစ်ရဲ့ကင်းတော်ကျုပ်ကိုယ်တိုင်တော်မှရူရီဂိုကအလားအလာအစီအစဉ်ကစားသမားဖြစ်နေတတ်မှတ်ပြီးတော့မှခေါ်ယူခဲ့တာ ရိုဂီဂိုနေနဲ့2019ဇူလိုင်27မှာဆိုလို့ရှိရင်စန်တိုးစ်နဲ့ professional စာချုပ်9နှစ်တာစာချုပ်ကိုချိုးဆိုနိုင်ခဲ့တယ်။စာချုပ်ချိုးပြီးတနည်းအကြာမှာနေမဲ့ Real Madrid က Euro 40နဲ့မှ9သန်းနဲ့အတူတူပဲ2018ဇွန်လ15ရက်နေ့မှာသဘောတူညီမှုရခဲ့တာ။ဒါပေမဲ့ Real Madrid ကိုပြောင်းလာတဲ့အချိန်ကတော့2019ဇွန်လမှာမှပြောင်းလာခဲ့တာ။အဲဒါလို့ပြောင်းလာခဲ့ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်လည်း Rodrigo ကအသင်းမှာအမြဲတမ်းဒီဘက်ပွဲထွက်ခွင့်ရခဲ့တာမဟုတ်ဘူး။2019 20မှာဆိုလို့ရှိရင်16ဝဲပဲကစားခဲ့ရတယ်။အားလုံးပေါင်းမိနစ်က ထောင်ကျော်ပဲရှိတာကိုတွေ့ရလိမ့်မယ်2020 21မှာလည်းထို့အတူပဲမိနစ်က983မိနစ်ပဲရှိခဲ့တယ်အဲ့ဒါအတင်ကို21 22မှာဆိုလို့ရှိရင်မိနစ်1500ကျော်လာခဲ့တယ်တဖြည်းဖြည်းချင်းနဲ့ Real Madrid အတွက်တကယ့်ကိုအရေးပါတဲ့ကစားသမားအဖြစ်နဲ့ကိုကူးပြောင်းလာခဲ့တယ်ဇီဒန်ရဲ့လောက်မှာပထမဆုံးစပြီးပွဲထွက်ခွင့်ရတယ်အဲ့လာပြီးတဲ့အချိန်မှာတော့အခုလက်ရှိကာလမှာဆိုလို့ရှိရင် Real Madrid ရဲ့တိုက်စပ်ကိုလုံးဝမေ့ချန်ထားလို့မရတဲ့ကစားသမားအဖြစ်ကိုရောက်လာခဲ့တာဆိုတော့ Rodrigo ကသူ့ရဲ့ဒီ underrated ဖြစ်မှုတွေသူ့ကို ဘလောက်တော့မှအာ short တွက်ထားကြတယ်လေဆိုတာဒီကိုပြန်ပြောကြမယ်ဆိုလို့ရှင်သူရဲ့အတိတ်ကာလကအာအတင်းကိုထန်းတင်ခဲ့မှုကိုအရင်ဆုံးပြန်ပြောရလိမ့်မယ်လို့ထင်တယ်2019 20 Champion League ပြိုင်ပွဲမှာဆိုလို့ရှင် Galatasaray ကို hat trick သွင်းတဲ့အချိန်မှာဆိုလို့ရှင် Rodrigo ရဲ့အသက်က16နှစ်နဲ့301ရက်ပဲရှိသေးတယ်အဲ့ဒါက21ရာစုမှာမွေးတဲ့သူတွေထဲမှာ Champion League မှာပထမအဦးဆုံးသော hat trick ပိုင်ရှင်ပဲဒါအပြင်ကို Champion League သမိုင်းတက်လျှောက်အဲ့ဒီအသက်အရွယ်ကဒုတိယမြောက်အသက်အငယ်ဆုံးဖြစ်တယ် ဲ့ဒါအပြင်ကိုအဲ notable ဖြစ်တဲ့တကယ်ပွဲကြီးပွဲကောင်းတွေပြန်ပြောရမယ်ဆိုလို့ရှိရင်21 22 Champion League Semi Final မှာဆိုလို့ရှိရင် Manchester City ကိုဒုတိယအကြော့မှာမိနစ်60 91မှာ2ဂိုးဆက်တိုက်တွင်းခဲ့တဲ့ဂိုးမျိုးတွေတကယ်လည်းအဲ့ဒီအချိန်မှာ Real Madrid ကအဝေးကွင်းမှာဆိုလို့ရှိရင်4-3နဲ့ရှုံးထားခဲ့တာအဲ့လိုနဲ့အင်ကွင်းရောက်တဲ့အချိန်မှာဆိုလို့ရှိရင် Z1 နဲ့ Manchester City က86မိနစ်ထိကိုနိုင်နေသေးတာ မိနစ်90နဲ့63မိနစ်မှာရိုဒီโกကနှစ်ကိုးဆက်တိုက်သွင်းပြီးအောင်မှာရီယယ်မက်ထရစ်ကိုအဲ့ဒီ27 22မှာဆိုလို့ရှိရင်ချန်ပီယံလိဖိုင်နယ်စီကိုခေါ်ဆောင်သွားနိုင်ခဲ့တဲ့ချန်ပီယံလိဖိုင်နယ်မှာလေလီဗာပူးကိုအနိုင်ရရှိပြီးအောင်မှာချန်ပီယံလိဘလောက်ကိုရရှိခဲ့သေးတယ် ဆိုတော့ Real Madrid အတွက် Rodrigo လုတ်ပြီးခဲ့တာဒီကဒါတင်မဲမဟုတ်ဘူး2020နှစ် La Liga Title မှာဆိုလို့ရှိရင်လေဒီလုံးဝတိကျသွားစီမဲ့ Espanyol ကို4-0နဲ့နိုင်တဲ့ပွဲမှာဆိုလို့ရှိရင်လေ Rodrigo က performance အကောင်းဆုံးပြနိုင်ခဲ့သေးတယ်ဆိုတော့ Rodrigo နဲ့ပတ်သက်ပြီးတော့မှ data တွေ stat တွေအများကြီးကပြောနေတာကတကယ် underrated ပဲလက်ရှိအသက်24နှစ်ပဲရှိသေးတယ် Real Madrid နဲ့တူတူပဲ Champions League နဲ့ချင်း La Liga 3ချိန်ကြီးကိုရရှိပြီးသွားပြီး အဲ့ဒါအပြင်ကိုသူ့ရဲ့ data တွေအချက်လက်တွေအပြန်ပြောနေတာတဖြည်းဖြည်းချင်းနဲ့ real metric မှာနေရာရလာတယ်ဆိုတာပဲအဲ့ဒါအပြင်ကိုသူ့ရဲ့ကစားတဲ့ position all round ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် central forward နေရာမှာလည်းကစားဘူးတယ် right wing နေရာမှာလည်းကစားဘူးတယ် right attacking midfield မှာလည်းကစားဘူးတို့ left attacking midfield မှာလည်းကစားဘူးတယ်နေရာစုံ all round မှာဆိုလို့ရှိရင်ဒီဟာဒီ real metric တဲ့အများကြီးကိုကစားခဲ့ဘူးလေ so position အနေနဲ့ဒီဟာဒီ real metric တဲ့နေရာ၅ခုမှာတော့မှ rodrigo ကကစားခဲ့ပြီးသွားပြီဆိုတော့ နေရာပေါင်းစုံမှာလိုက်ပြီးတော့မှကစားနိုင်တဲ့ကစားသမားပဲရိုဒီဂိုရဲ့အချက်လက်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေရိုဒီဂိုအနေနဲ့2019 20ကနေလက်ရှိအချိန်ကြီးကြည့်မယ်ဆိုလို့ရှိရင်ဘယ်ကျမ်းမှာကစားတဲ့ပွဲတွေမှာတလို့ရှိရင် goal point 90က0.39တောင်ရှိတယ်ဆိုတော့ရိုဒီဂိုကဘယ်ကျမ်းမှာဆိုလို့ရှိရင် goal ပို့တွင်းထားတယ်ဆိုတော့အတိတ်ပဲတက်ရောက်တယ်ဒါအပြင်ကိုကျွန်တော်တို့လက်ရှိအနေထားမှာရိုဒီဂိုကညာကျမ်းမှာကစားနေရတာ ဆိုညာကျမ်းမှာဆိုလို့ရှိရင်ရိုဒီဂိုရဲ့ goal per 90က0.19ပဲရှိဒီတော့ကြောင့်မလို့ who sacrifice the most လို့ Bellingham ကတတ်မှတ်ထားတာပဲဖြစ်တယ်ဆိုရိုဒီဂိုအနေနဲ့ Real Madrid မှာအခုလိုအသက်အရွယ်ငယ်ငယ်နဲ့အခုဆို24နှစ်ရှိပြီအောင်မြင်မှုအများကြီးယူထားနိုင်နေဒါအပြင်ကို Real Madrid လို့ပြောလို့ရှိရင် Bellingham Vinicius ဒါမှမဟုတ်လို့ရှိရင်လည်း Mbappe ဒီလိုကစားသမားတွေကို mention လုပ်နေတဲ့အချိန်မှာ Rodrigo ကတူးတူးတိတ်တိတ်နဲ့တောက်ပနေတဲ့တကယ်ကျယ်တဲ့ပွင့်မယ်အဲ့ဒါအပြင်ကို Rodrigo ရဲ့ င်းဘက်ကလည်း Real Madrid ပေါ်မှာတကယ်ကိုမှကြီးမားတဲ့အောင်မြင်မှုတွေကိုယူထားနိုင်တယ် Real Madrid အနေနဲ့တကယ်ကို big match တွေပေါ့နော်တကယ်အဲ type ဖြစ်မဲ့ပွဲတွေမှာဆိုရှင် Rodrigo ရဲ့ performance တွေကိုအမြဲတမ်းဒီဘက်မှာတွေးရလိမ့်မယ်ဆိုတော့ Rodrigo ကတကယ်ကိုလက်ရှိလောလောဆယ် Real Madrid မှာတော့ underrated player ဖြစ်နေသေးပဲဖြစ်ပါတယ်ဆိုတော့ဒါက Rodrigo နဲ့ပတ်သက်ပြီးမှကျွန်တော်တအူးရဲ့အမြင် discussion ဖြစ်ပါတယ်ဆိုတော့အာဒါနဲ့ပတ်သက်ပြီးတော့မှကိုစီကိုစီမြင်နေကိုလည်း comment တွေမှာဝင်ရောက်ဆွေးနွေးကြကြပါဦးကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့